ငါးသိန်းကျော်မြန်မာနိုင်ငံကို official ဝင်တဲ့ဖုန်းတွေမှာပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ performance အကောင်းဆုံးဖုန်းကိုလိုချင်တယ်ဆိုရင်တော့တက္ကနိုကအသစ်ထွက်တာတဲ့တက္ကနို Core 7ကိုပဲလက်ညှိုးထုတ်ပြမှာရနိုင်မယ်။ဒီဖုန်းကငါးသိန်းကျော်ဝင်ချင်မှာ price to performance အရာကြည့်မယ်ဆိုရင်တော်တော်ကြီးမှကောင်းတဲ့နေရာမှာပါတယ်။နောက်ပြီးတော့ဒီနှစ်မှာအသစ်ထွက်တဲ့တက္ကနို Core 7ကအရင်နှစ်ကထွက်ခဲ့တဲ့တက္ကနို Core 7ဆက်ဆက်စာရင်ဈေးနှုန်းပိုင်းမှာပို့ပြီးတော့တက်တာပါတယ်။ အဲ့တော့ဒီဖုန်းက၅သိန်းကျော်ဝင်ချင်မှာ performance တစ်ခုပဲကွက်ကောင်းတာလားဒါမှမဟုတ်ဘယ်နေရာတွေမှာဒီဖုန်းမှာဝိတ်ရှော့ထားလဲဆိုတာကိုကျွန်တော်နဲ့တူတူ review လေးကိုစောင့်အောင်ကြည့်လိုက်မယ်ဆိုရင်အကုန်လုံးသိသွားလိမ့်မယ်ရန်ကုန် mobile store ပထမဆုံးဈေးနှုန်းကနေစပြောရမယ်ဆိုရင်ဒီဖုန်းက8128ကို9,5900နဲ့8256ကို9,9900ရှိတယ် အာကျွန်တော်အနေနဲ့ကဆိုရင်5000လောက်ပို့ဆိုင်ပြီးတော့အဲ256ကိုဝယ်လိုက်တာကိုပို့ပြီးတော့အကြံပေးတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ခင်မှာက128ကလောက်နဲ့ဆိုတိတ်ပြီးတော့လောက်တယ်လို့မခံစားဘူး။ကိုက application လေးနှစ်ခု၃ခုလောက်ထည့်လိုက်တယ်။ game လေးနှစ်ခု၃ခုလောက်ထည့်လိုက်ပြီးဆိုရင် storage ကနည်းနည်းလေးပြည့်ကျင်သွားပြီ။အဲ့တော့256ကိုတော့ပို့ပြီးတော့ recommend ပေးတယ်။အဲ့လိုမှမဟုတ်မေးဆွေရပါတော့ budget လေးနည်းနည်း save ပြင်နေဆိုရင်လည်း one way gate လောက်ကိုဝယ်ပြီးတော့ sd card ထည့်ဆိုင်မယ်ဆိုရင်လည်းအဆင်ပြေတယ်ဒီဖုန်းမှာ sd card slot ပါတခါတည်းပါပြီလား အဲ့တော့ဒီဖုန်းရဲ့ဒီဇိုင်းဘန်းကိုစပြီးတော့ကြည့်လိုက်အောင်ဒီဇိုင်းဘန်းကိုစပြီးပြောရမယ်ဆိုရင်ဒီ Power 7ကအရင်တုန်းကထွက်ခဲ့တဲ့ Power Series တွေလိုပဲ Gaming Bike ကိုအပြည့်အဝရတဲ့ Matcha လား Mocha လား Matcha ထင်ပါတယ် Matcha ဒီဇိုင်းပုံစံကိုတုံးထားပြီးတယ်ဒါပေမဲ့ပုံမိုက်သွားတဲ့အချက်ကအရင်ကထွက်ခဲ့တဲ့ Power 6လိုမျိုးကြောမချမ်းမှာ Bling Bling ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ Match Finish ကိုတုံးထိုက်ပေးတာဆိုတော့အကြည့်ရတာပို့ပြီးတော့ငြိမ်သွားသလိုလက်ရည်ပါတယ်လဲတိတ်ပြီးတော့မထင်တော့ဘူး အကင်မရာဘန်ဒီဇိုင်းကတော့ဒီမြန်မာနိုင်ငံလူတွေနဲ့တိတ်မရင်းနေရပေါ့နော် Fairphone 5လိုမျိုးကင်မရာဘန်ပုံစံဒီဇိုင်းကိုတုံးထားပြီးတယ်အဲ့ဖုန်းရဲ့ပုံလည်းကျွန်တော်အခုပြပေးလိုက်မယ်အာဒီကင်မရာဘန်ဒီဇိုင်းကပေါ့နော်အဲသူ့ဘာလေးနဲ့သူ unique ဖြစ်ပြီးတော့တော်တော်လေးကြည့်လို့ကောင်းတဲ့ထဲမှာပါတယ်ဘေး quality ကတော့ဒီဖုန်းက budget phone clone ဖြစ်တဲ့အကြောင်းကျွန်တော်တို့ဘေးဘက်ပေါင်းနေရော နောက်ဖက်ချမ်းတွေကိုတော့ plastic ကိုပဲတုံးထားပြီးတယ်ဒါကတော့ပုံမှန်ပဲပေါ့နော်ဒီ၅သိန်းကျော်ဝင်းကျင်မှာကျွန်တော်တို့ glass pad တို့ aluminum frame တို့ကိုသွားပြီးတော့မျှော်လင့်လို့မရဘူးသူစင်းနဲ့အစင်ပြေဆိုတဲ့ base quality ကိုဒီဖုန်းမှာတုံးထားပေးတယ်။ဒီဖုန်းရဲ့အလေးချိန်ကတော့216 gram နဲ့အထူးက9.3 mm ဆိုတော့ဒီဖုန်းကအခြားဖုန်းတွေထက်ရှင်မဲ့ဆိုရင်နည်းနည်းလေးလဲပို့ပြီးတော့ထူလို့နည်းနည်းလေးလဲပို့ပြီးတော့လေးတယ်။ဒါကဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်မှာဆက်ပြီးတော့ပြောပြပေးမယ်။ဒီဖုန်းကိုလက်ထဲမှာကမ်းရတဲ့ခံစားချက်ကတော့ ၄တောက်ဖြစ်တဲ့ဖုန်းတစ်လုံးကိုကာရတဲ့ခံစားချက်ကိုခံစားရတယ်။ ဒါပေမဲ့ဒီဖုန်းကကျွန်တော်တို့ဒီနောက်ဖက်ထောင်လေးတွေကိုနည်းနည်းလေးလုံထားပေးတာဖြစ်တတ်တဲ့ကြောင်းလက်ထဲမှာကြာကြာကိုင်မယ်ဆိုရင်တော့မှလက်ကိုထောက်ပြီးတော့နားလာတာ comfortable ဖြစ်လာတာကိုတော့မခံတော့ဘူး display ဘက်မှာတော့ဒီဖုန်းက6.7 inch ကိုတုံးထားပေးတာဆိုတော့ဖုန်းကနည်းနည်းလေးကြီးတဲ့ဘက်ကိုတွားတယ်အတုံးပေးထားတဲ့ panel ကတော့ IPS SE panel မှာ referring က 120Hz နဲ့ resolution ကတော့ Full HD resolution ကိုတုံးထားပေးတယ်အဲဒါကအရင်ပေါ်ပါ6မှာတုံးထားတဲ့ AMOLED display နဲ့ရှင်မယ်ဆိုရင် အားနည်းတယ်လို့ပြောလို့ရပါပဲ။ဈေးနှုန်းပိုင်းကသွားကြည့်မယ်ဆိုရင်လည်းဒီပိုပါ7ဘန်းက3သိန်းကျော်ဝင်းကျင်လောက်ပို့ပြီးတော့တက်တာဆိုတော့အားနည်းချက်တစ်ခုအနေနဲ့လည်းကျွန်တော်တို့သွားပြီးတော့ပြောလို့မရဘူး။ဒါပေမဲ့ဒီဖုန်းရဲ့ display က9သိန်းကျော်ဝင်းကျင်ပါဆိုရင်သူ့ဟာလေးနဲ့သူတန်ပြီးတော့အဆင်ပြေဆိုတဲ့အနေထားမှာရှိတယ်။အဲဒါပေမဲ့ display ဘိုင်းမှာကျွန်တော်အနေနဲ့အားများတဲ့ချက်ကတော့သူ့ရဲ့ offer တောက်မှာရှိတဲ့ချင်းကပုံမှန်ထက်နည်းနည်းလေးပို့ပြီးတော့ထူရဲပေါ့နော်။အဲ့လိုမျိုးချင်းနည်းနည်းထူနေတာကိုမိတ်ဆွေအနေနဲ့လက်ခံနိုင်နေဆိုရင်ဒီဖုန်းရဲ့ display က ဘာမှအပြစ်ပြောတာမရှိဘူးသူစေးတုံးနဲ့တော်တော်လေးတန်တယ်ဆိုတဲ့အနေအထားမှာရှိတယ်ဒီလိုမျိုး IMEI SCD display ကိုတုံးထားပြီးတာဖြစ်တဲ့အတွက်ကြောင့် fingerprint sensor မှာတော့ကျွန်တော်တို့ side mount တဲ့ fingerprint sensor နဲ့ဖြစ်သွားတယ်ဒါကကြတော့တိတ်ပြီးတော့အားနည်းချက်လို့လည်းပြောလို့မရလို့အားသာချက်လို့လည်းပြောလို့မရဘူးသူ့ဘာလေးနဲ့သူအဆင်ပြေဆိုတဲ့အနေအထားမှာရှိတယ် ပီကာနေနဲ့တော့ဒီဖုန်းမှာက stereo speaker ကိုသုံးထားပေးတယ်အတန်ထွား quality ကတော့တော်တော်လေးမှကျယ်ပြီးတော့ clarity ကလည်းကောင်းတယ်ပေါ့နော်ကျွန်တော်တို့ bass sound တွေကိုလည်းခက်ကောင်းလောင်းလေးကြားရတယ်အဲဒါပေမဲ့အတန်ကိုအဆုံးထိကျယ်လိုက်မယ်ဆိုရင်တော့ clarity ကျသွားတာကိုတော့ကျွန်တော်တို့ခံစားမိလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ multimedia consumption အတွက်ဒီ speaker နဲ့ဒီ display ကတော့ကောင်းကောင်းမွန်မွန်သုံးလို့ရတယ်ဆိုတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့ဒီဖုန်းမှာသဘောကျအချက်ကကျွန်တော်အောက်ဘက်ကိုကြည့်လိုက်မယ်ဆိုရင် 3.5mm headphone jack လေးပါတယ်အဲဒါကတော့တော်တော်လေးမိုက်တယ်ပေါ့နော်ဥမာကိုက အသွင်းထဲမှာဂိန်းလေးပါဆော့မယ်ဆိုရင်လည်းအခုကျိုးနှက်ချက်လေးနဲ့နှက်ချက်တက်ပြီးတော့ဂိန်းလေးပါဆော့လိုက်မယ်ဆိုရင်လည်းအဆင်ပြေပြေဆော့လို့ရတယ်အဲ့တော့ဒီဖုန်းရဲ့အဓိကအားသာချက်ဖြစ်တဲ့ SOC ကြောင့်စပြီးတော့ပြောလိုက်အောင်ဒီဖုန်းမှာတုံးထားပေးတာကတော့ MediaTek ရဲ့ Helio G1 Drag Ultimate ကိုတုံးထားပေးတယ်အဲဒီ SOC performance ကတော့သူ့ဈေးတန်း9သိန်းဝန်းကျင်မှာဆိုရင်တော်တော်လေးမှကောင်းနေဆိုတဲ့အနေအထားမှာရှိတယ် DSOC performance နဲ့ဆိုရင်မိတ်ဆွေကကာမန် daily ဖုန်းသုံးတာအပြင်လို့မှာ mobile legend တို့ပက်ကြည့်လို့လို့မျိုးခင်းတွေကို median setting နဲ့ဆော့မယ်ဆိုရင်လေကောင်းကောင်းမွန်မွန် ACC run နိုင်တဲ့ performance ကို DSOC ကထုတ်ပေးနိုင်တယ်။အဲဒါပေမဲ့မိတ်ဆွေကဒီဖုန်းရဲ့ SOC performance ကိုအရင်ကြီး high ပြီးတော့ပက်ကြည့်မှာ 120fps တို့ဂန်ရှင်အပတ်မှာ 60fps တို့နဲ့ဆော့မယ်ဆိုရင်တော့ဒီလိုမျိုး9သိန်းဝန်းကျင်လောက်နဲ့မရတော့ဘူး။7သိန်းကျော်15သိန်းဝန်းကျင်လောက်ကဖုန်းတွေကိုတွားပြီးကြည့်တာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်။ ဒါပေမဲ့ဒီဖုန်းက9သိန်းကျော်ဝင်ကျင်မှာပေးရဈေးနဲ့ပြန်ရတဲ့ SOC performance ကတော်တော်ကြီးကောင်းတယ်။ဒီဈေးဝင်ကျင်မှာဒီဖုန်းလောက် performance ကောင်းတဲ့ဖုန်းတစ်လုံးမှမရှိဘူးဆိုတာတော့ကျွန်တော်အနေနဲ့တည်တည်ချာချာလေးပြောနိုင်တယ်။အဲဒါကြောင့်ကျွန်တော်ကဒီဖုန်းကိုဟိုးရှေ့ဆုံးမှာ price to performance ပေးရဈေးနဲ့ပြန်ရတဲ့ performance တော်တော်လေးကောင်းတဲ့ဖုန်းလို့ကျွန်တော်ပြောခဲ့တာ။ကျွန်တော်အပေါ်မှာပြောခဲ့လို့ဒီဖုန်းကအခြားဖုန်းတွေထက်စာနည်းနည်းလေးပိုပြီးတော့ထူရတဲ့အကြောင်းကတော့သူရှိမှာ8000 mAh battery အကြီးကိုထည့်ထားပေးတယ်။ အဒီ9000 mAh ကတကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော် tablet တလုံးရဲ့ battery အနေထားလောက်ရှိတယ်အဲ့တော့ဒီဖုန်းကတော်တော်ကြီးမှအားခံနေတဲ့မှာပါတယ်။ဒါအပြင်ဒီဖုန်းမှာသုံးထားပြီးတဲ့ SOC ကလည်း power hungry မဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေကဖုန်းကိုတာမန် daily usage ကောင်းကောင်းမွန်မွန်ပေါ့နော်။ခိုင်းနေပါအရင်မစော်ဘူးဆိုရင်နှစ်ယောက်ခွဲလောက်တော့ ACC တာတာရရအသုံးခံတယ်။အဲ့လိုမှမဟုတ်မိတ်ဆွေကဂိမ်းနေပါစော့မယ်ဆိုရင်တော့ဒီဖုန်းကတစ်ယောက်ခွဲနှစ်ယောက်လောက်ကတော့လှည့်ကြည့်စရာမလိုဘူး။နောက်ပြီးတော့အပြန့်သွင်းမှုကိုလည်း45 watt fast charging ဆိုတော့ ဒီဖုန်းကသူ့ဈေးတန်း9သိန်းကျော်ဝင်ကျင်မှာပြန်ရတဲ့ကျွန်တော်တို့ charging speed ကလည်းတော်တော်ကြီးမှမြန်နေဆိုတဲ့အနေအထားမှာရှိတယ်။အဲတော့ battery ဘိုင်းနဲ့ fast charging ဘိုင်းကိုသွားကြည့်လိုက်မယ်ဆိုရင်ဒီဖုန်းကသူ့ဈေးတန်းဝင်ကျင်မှာတော်တော်ကြီးမှကောင်းနေဆိုတဲ့အနေအထားမှာရှိတယ်။အဲတော့ဒီဖုန်းမှာတုံထားပေးထားတဲ့ SOC တွေ battery ကြောင်းတွေပြောပွားရဆိုတော့လူတော်တော်များများသိကျင်နေကြမယ် camera ကြောင်းကို စပြီးတော့ပြောရမယ်ဆိုရင်သူရှိမှာတုံထားပေးရတဲ့ camera specification က one way megapixel main camera နဲ့ two megapixel depth ကိုထည့်ထားပေးတယ်။ပုံထွက် quality ကတော့ဒီဈေးတန်း9သိန်းကျော်ဝန်းကျင်မှာဆိုရင်လက်ခံပေးလို့ရတယ်ဆိုတဲ့အနေအထားမှာရှိတယ်။ဥမာကိုက indoor မှာပဲဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ် outdoor မှာပဲဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ် VB ဖြစ်တဲ့ပုံလေးတွေကိုထုတ်ပေးနိုင်တယ်။ အကုန်ကအလင်းရောက်လာကောင်းကောင်းရမယ်ဆိုရင်တော့ဒီ day တော်တော်လေးကောင်းတဲ့ပုံတွေကိုထုတ်နိုင်တယ်အလင်းရောက်နည်းနည်းနေသွားတဲ့အချိန်တွေမျိုးမှာဆိုရင်တော့ဒီသင်တန်းဝင်းကျင်ဖုန်းတွေမှာတွေ့တိတွေ့တာရှိတယ်ဒီ day ညော့သွားတာကိုလည်းဒီဖုန်းမှာတွေ့ရတယ် ultra wide ကင်မရာနဲ့ရိုက်မယ်ဆိုရင်လည်းဒီဖုန်းကအရင်ကြီးပေါ့နော်အားကိုးလို့ရတဲ့အနေအထားမှာမရှိဘူးသုံးမယ်ဆိုရင်တော့သုံးလို့ရဆိုတဲ့အနေအထားမှာရှိတယ်အာဗီဒီယိုတွေပါရိုက်မယ်ဆိုရင်တော့ဒီဖုန်းက 2K ကို30 frame per second ထိရိုက်လို့ရတယ် ဗီဒီယို quality ကတော့ငါသိန်းကျော်ဝင်ကျင်နေဆိုရင်တော့လက်ခံပေးလို့ရဆိုတဲ့အနေအထားမှာရှိတယ်။နောက်တစ်ခုကတော့ portrait photo တွေရိုက်မယ်ဆိုရင်တော့ကျွန်တော်သူ့ရဲ့ editation ဖြတ်တာလေးတွေ၊ bokeh ဖြတ်တာလေးတွေကတော့မစိုးဘူးအဆင်ပြေဆိုတဲ့အနေအထားမှာရှိတယ်။ selfie camera ကတော့ဒီဖုန်းမှာက8 megapixel ကိုတုံးထားပေးတယ်။အဲဒီ selfie camera ကိုရိုက်ကြည့်ရသလောက်သူ့ရှိမှာ8 megapixel ပဲတုံးထားပေးပေမဲ့ တော်တော်လေးမှအဆင်ပြေတယ်ဆိုတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ်ကျွန်တော်တို့ဒီပေါ့နော် skin tone color တွေကိုယူရမှာလဲတော်တော်လေးတဘာဝကြလို့ဒီ detail တွေကလည်းတော်တော်လေးမှအဆင်ပြေတဲ့မှာပါတယ်နောက်ပြီးတော့ဒီဖုန်းမှာထူးခြားတာက selfie camera မှာ flash light လေးပါတယ်အာဒီ flash light လေးကိုကျွန်တော်အခုဖွင့်ပြလိုက်မယ်ဒီ flash light လေးကတော်တော်လေးအသုံးဝင်တယ်ပေါ့နော်ဥမာကိုကမှောင်တဲ့နေရာတွေမှာကျွန်တော်တို့ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင်လေဒီ flash light လေးထိုးပြီးတော့ selfie camera ရိုက်မယ်ဆိုရင်တော်တော်လေးအဆင်ပြေတယ်။နောက်ပြီးတော့ဒီ flash light ကကျွန်တော်တို့အလင်းရောင်ကို stack ၃ခုလောက်ထိ ထားလို့ရပါဘောเนาะကိုကလင်းလင်းလိုချင်တာလားဒါမှမဟုတ် medium လောက်ပဲလားဒါမှမဟုတ်ရင်အနေဆုံးနည်းနည်းလေးပဲလိုချင်တာလားဆိုပြီးတော့ကိုစိတ်ကြရွေးချယ်လို့ရတယ် ဲ့တော့ဒီဖုန်းကကင်မရာဘိုင်းကိုကြည့်လိုက်မယ်ဆိုရင်အရင်ကြီးပေါ့ခြုံထွက်ပြီးတော့ကောင်းနေတာမဟုတ်ဘူးဆိုပေမဲ့သူ့ဈေးနှုန်း၅သိန်းဝန်းကျင်မှာလက်ခံပေးလို့ရတယ်ဆိုတော့ပုံထွက် quality တွေကိုထုတ်ပေးနိုင်တယ်အဲ့တော့နောက်ဆုံး conclusion အနေနဲ့ဒီဖုန်းကဘယ်လိုတွေအတွက်အဆင်ပြေလဲဆိုတော့ basic က၅သိန်းကျော်ဝန်းကျင်မှာပေးရဈေးနဲ့ပြန်ရတဲ့ performance အကောင်းဆုံးဖုန်းကိုလိုချင်တယ်နောက်ပြီးတော့ကျွန်တော်တို့ display ဘိုင်းမှာချင်းနေနေထူနေတာတွေနောက်ပြီးတော့လက်ထဲမှာကန်ရတဲ့ဘိုင်းမှာနည်းနည်းထူပြီးတော့လေးနေတာတွေဟုတ်လား တိခနိုင်တယ်ဆိုရင်ဒီဖုန်းက9သိန်းကျော်ဝေးချင်မှာ all round တော်တော်လေးကောင်းပြီးတော့ performance ကခြုံထွက်နေတဲ့ဖုန်းတစ်လုံးဆိုတာကိုတော့ကျွန်တော်အနေနဲ့သေချာချာလေးပြောနိုင်တယ်အဲတော့မိတ်ဆွေအနေနဲ့9သိန်းကျော်ဝေးချင်မှာ price to performance အကောင်းဆုံးဖုန်း all round တော်တော်လေးကောင်းတဲ့ဖုန်းကိုလိုချင်တယ်ဆိုရင်တော့ဒီ Tecno Power 7ကိုတော်တော်လေးမှရွေးချယ်သင့်တယ်လို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောင်ခန့်ပါ Yangon Mobile Store